းတောင်းနေရလို့ဩအဲ့ဒါဖုတုဘယ်လိုပြုလို့ဆက်သွယ်တာလဲဆက်တယ်တော့ဟိုဘာလဲအခုဘာအခက်ခဲရှိလို့လဲ။ဒါကတော့ညီမလေးကိုစားဖို့တောင်းဖို့လို့ဆက်နေတယ်။ဒီတဲ့အိမ်ကလည်းညီမလေးတို့အိမ်မောင်အများခဏတက်နေခိုင်းတာလေ။ဟုတ်လား။ဟိုအခုဘာလဲဆေးတွေရော ပုံမှန်ထုတ်လို့ရလား။ဆေးရတော့ပုံမှန်ထုတ်လို့ရတယ်။ညီမလေးတို့ဆေးတောက်ပြီးအိုင် ခြေထုတ်ဆိုင်ကြီးမှာတော့ပြန်ရအောင်ပြင်နေပါလေလို့မိသားစုအဲ့ဆိုယောက်ျားယောက်ျားယောက်ျားစီကကူးတာလားမိန်းမစီကကူးတာလားယောက်ျားစီကယောက်ျားစီကကူးတာလားအဲ့ဆိုတော့တိတာကြတော့ဖြစ်တာဒီကလေးမမွေးခင်เนี่ยတိတာလားမဟုတ်ဒီကလေးမွေးပြီးမှဆေးရုံတင်တော့မှကလေးနေမကောင်းဆေးရုံတင်တော့မှတိရတယ်ကလေးဘယ်နှစ်နှစ်မှတိတာကလေးခဏလာရှိတော့လောက်ကြာမှာဟောအဲ့ဆိုရင်မွေးတော့ကတွေးတိပံရောမစိတ်ဘူးလား ်အဲ့ဒါလေးရွာမှာပဲတော်လက်တယ်လားဩရွာမှာမွေးတာလားဩအဲ့ဒါလည်းခလေးရခလေးရနေမကောင်းလို့ဒီပြောလာပြတော့မှာဖြစ်အဆောင်မှာပါလို့လားဆရာဝန်ကဆေးကိုဆေးရဲ့ဒီတောက်ပါမယ်လို့ပြောတယ်အာတင်နာနော်အာတင်နာနော်အဲ့ဒါဆေးပုံမှန်သားဘာမှမဖြစ်ဘူးနော်နော်အဓိကကတော့ကိုစားဖို့တောက်ဖို့အရေးကြီးတာပေါ့နော်နော်ဖြစ်တာကြောက်ကြစီရကူးတာလား ်အဲ့ဆိုတော့ယောက်ျားပဲပဲရတယ်ယောက်ျားသူကလေးကတော့သာလေးဩအမရောညီမလေးရောဟိုကပသိမ်သာပေါ့ ARD တိုင်းဆက်တာဟုတ်လားဘလို့ဘလို့ဘလို့များကြတာညီမလေးစိတ်ုံစင်းနဲ့ဘလို့စိတ်ုံစင်းနဲ့များကြတာလားဘယ်စိတ်ုံစင်းလားညီမလေးကပထမ ကနောက်မိမလည်းရှိတာပေါ့လေ။ဩမယားကြီးရှိတာလေ။အဲ့ဒါအမအမမသိတာသူမိမရှိမှာ။ဩရိုးသားကြီးမသိတာ။မသိတာလား။အမဘယ်လိုပြောပြီးရောယူတာ။သူမှတော့ကလေးတရား င်းရှောင်းနေအာတင်နာနော်ဘာမှဖြစ်ဘူးနော်ဟိုလူဘွားဆိုတာလေဘာမှဖြစ်ဘူးတလားအဲ့ဒါတေးပုံမှန်တောင်းဘာမှဖြစ်ဘူးနော်ညီမနော်အာတင်နာရောက်ကြယူတာဟိုတော်ဟိုနောင်တရမိတာနောင်တရပါလေဟဲ့လားဘလို့နောင်တရရလဲနောင်တရရတဲ့ဆိုသူနဲ့ကိုမညာလို့ရှင်တော့ဒါမျိုးယောဂတွေလည်းမ လေးလည်းမခေါ်ဘူးပေါ့။ဘာသာတည်းကဘုရားကမသိလို့ယူပြီးလိုက်တော့ခလေးလည်းယောဂဝေဒနာတွေပေးမိရင်ကိုယ်ကိုယ်လည်းလာရအောင်။အတင်းနော်အတင်းနော်တတနော်အကိုကအဲ့လိုယောဂရှိမှတီးတော့လေဘလို့ဘလို့မျိုးဖြစ်သွားလဲ ိုကလေးပဲအာကြီးရဲ့အစားအစာတွေငုံကိုဘာလို့ပေါ့အာကြီးနဲ့အာကြီးတို့ဘာလို့တိုက်ကျင်တာသူများကြီးကတိုက်ပါလားတိုက်ပါလားတိုက်ကျင်တာပေါ့ကိုရရလည်းလုံးလုံးလုံးကိုလည်းအလုံးမလုံးလို့မရတာလေဒီယောဂကြီးတဲ့တော်တော်ပါလေဒီမှာကိုမှာအာအဲ့ဒီလောကယူလေလောကယူစိတ်ကောင်းလားစိတ်ကောင်းကဲကောင်းရတာဟာ ာတင်တာနော်အဲ့ဒါတွေကလေဟိုအခုကဟိုဗါတယ်နော်ဟိုဗောနော်အခုလူငယ်တွေကိုအခုလူငယ်တွေကိုဗာပြောချင်တယ်ဒါမျိုးယောဂရှိတယ်သိတယ်ဆိုရင်တော့ကိုယ့်ကိုစဉ်းကျင်မှုမိနေတော့ပြောချင်ဘယ်လိုမျိုးပေါ့နော်ဗါလူတွေကိုဘယ်လိုမျိုးပြညာပေးပေးချင်းတော့နောက်ဆုံး ဒါပေါ့နော်ကိုကြီးနေကပြောဘလို့ပညာပေးခြင်းနေပေါ့နော်အခုမိန်းကလေးတွေရောယောက်ျားလေးတွေရောပေါ့နော်လေးကိုပဲကြည်ပါလို့ကြီးစားထားမှားတာလို့เนาะယောက်ျားอยู่မှားတာလို့မိန်းမอยู่မှားတာလို့ကြည်ပြီးတော့ကြည်ပါလို့အခုအခုပါအခုလို့ပေါ့နော်မကောင်းတဲ့လူမကောင်းတဲ့မိန်းကလေးတွေရှိတယ်ပေါ့နော်အဲ့လိုမိန်းကလေးမျိုးတွေလည်းဘယ်လိုပြောချင်းလဲ ားတစ်ဖက်သားကိုစိတ်ညစ်ရအောင်ရောဂါမကူးစက်အောင်ကာကွယ်ပြီးတော့ဆင်ញင်ပြီးနေသေးပါလို့ပြောခြင်းကိုမှယောဂရှိရှိရဲ့တိုင်းနဲ့ပေါ့နော်အိုဘာသူသူများတွေကိုလိုက်ပြီးရောပေါ့နော်မရှိပါဘူးဆိုပြီးရောလိုက်ပြီးရောဆက်ဆက်တဲ့လူတွေကဘာပြောကျင်တယ်ပညာပေးရအဲ့လိုလူမျိုးတွေကြတော့ဘယ်လိုပြောရမလဲအဲ့လိုလူမျိုးတွေကြတော့လည်းမယုံမှမိစေနဲ့ပေါ့ကိုကဒီလိုယောဂရှိတဲ့ဆိုခုခုလင်းလင်းပဲပြောပြီးဆက်ဆက်နေထိုင်သွားပါလို့ပြောကျင်တယ် ငယ်လေးတွေကိုတော့မဖြည့်ဆည်းပါနဲ့ပို့မှယောဂရှိတဲ့ဆိုလည်းအမှန်တမ်းလေးဖွင့်ပြောပြီးတော့နေထိုင်သွားပါလို့ပြောချင်ပါတယ်ပင်ကလေးတွေပေါ့နော်အချစ်ဆိုတာပဲတိတယ်ပေါ့နော်အဲ့လူတွေအတော့ဘာပြောချင်တာဘယ်လိုမျိုးလေးဆုံးမသိဘူးအခုလူတွေတော့အခုတောင်မလေးတွေအခုရည်စားထားတာမျက်မြင်မျက်စိတွေမှာလည်းမြင်နေရပါတယ်တွဲတော့တွဲလာတွေမြင်နေတွေ့နေပါတယ်ကိုလိုမျိုးပေါ့နော်မဖြစ်အောင်တော့ကိုကိုစီကံတကြလေးနဲ့တွားလာနေထိုင်ဖို့ပြောချင်ပါတယ်

အာတင်နာနော်အာတင်နာနော်မနော်အာတင်နာနော်ဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဘူးအာတင်နာဒူဝါလေဟိုအာတင်နာဒီသားလေဆေးပုံမှန်တောင်းရင်ဘာမှမဖြစ်ဘူးမသိလားနော်ဟာဒီလေးလည်းမတော်မှန်းလေးဆေးပုံမှန်ပြောပြလို့ရပါရဲ့သိတယ်သိတယ်ဆေးပုံဝင်လာလာကြည့်ပါဒီမလေးမမြင်ပါနဲ့ အတင်နာတော့ညီမနော်တကယ်လို့အခက်ခဲရှိမဆိုရင်လည်းအမအတင်နာနော်အခက်ခဲတကယ်လို့ရှိမဆိုရင်လည်းပုတုပြောနော်ပုတုအားလုံးပြန်ပြီးတော့ဟိုဘက်အကောင်လုံးဆေးတွေကစားကူညီပေးမယ်နော်ဒါလည်းပြပြနော်အကောင်ဆုံးနေဒီဓာတ်တွေကဆေးပုံမှန်စားရင်ပေါ့နော်တက်တန်းစီနေနိုင်တယ်သိလားဘာမှမဖြစ်ဘူးသိလားဟိုတချို့တွေတော့မှလေဟိုဘာလဲဘာလဲနှလုံးတို့စီးကြိုတို့ကြောက်ကတ်တို့တော့ဖြစ်သေးတယ်လေအဲ့ဒါဆေးမရှိဘူး ဒါအစေးပုံမှန်တောက်မယ်ဆိုရင်တက်တန်ရှိနေနိုင်တယ်မမအတင်းတော့နော်အတင်းတော့ပါနေနော်ဒါပေမဲ့ဟိုပညာပေးစကားလေးတစ်ခုနော်တော့မမစီကလို့ချင်းတယ်တိလားအရှိမလေးပြောပေးပါလားလူငယ်တွေပေါ့ဒီဝေးရီအားလုံးညီမလို့မမမီအောင်စီရင်ပြီးနေထိုင်သွားပါလို့ပြောချင်ပါတယ်